အငင်းကားတဲ့ဝင်ဝင်နဲ့အမေတွေတင်းထောင်ကြီးကုန်ကြတဲ့ရှင်ပြုအလူကြီးကျင်းပခဲ့တဲ့ကီတူမဒီပေါ်မှာအားလုံးမင်္ဂလာပါရှင်ဆယ်လီတန်ယူပေးကနေပြန်လေးကကြိုဆိုလိုက်ပါရစေကျောင်းတော်မင်းသမီးတွေထဲမှာပုံမကားလေးနမဲကြီးမင်းသမီးဖြစ်ပြီးစုခိုင်ရေးတီမှာလည်းရွှေတစိတ်သုံးစုကိုရရှိထားပါရစေအငင်းကားမှာအောင်မြင်တဲ့ပုံမကားတလမှာရက်၂၀ကျော်လောက်အငင်းကားရရှိပြီးတော့ငွေကြီးတွေစုဆောင်းမိလာပါရစေစုဆောင်းထားတဲ့ငွေတွေနဲ့တိန်း၂၀၀၀ကျော်တဲ့အင်ဂျီကိုအမေတွေဆောက်လုပ်ပေးလိုက်တဲ့ပြင်အခုလဲရှင်ပြုတ်အလူကြီးကိုကျင်းပပေးလိုက်ပါရစေ ။ဘုမကအလူတွေမှာအငိမ့်ကားတဲ့ကအလူကြီးပြခြင်းနဲ့ဆန္ဒကသူ့မှာအမြဲတမ်းရှိခဲ့ပေါ်ပါရီ။ဘုမတို့ငယ်စဉ်ကအဆင်မပြေလို့အလူကြီးဆိုတာလည်းမလုပ်ခဲ့ပဲပြင်ပမဲ့ဖြတ်တန်းကြရပါရီ။အခြားသူတွေရဲ့အလူကိုမြင်တဲ့ကဘုမအမိကအားကျနေကြလို့ဒီဆန္ဒကို ဖြည့်လာအောင်ဘုမကကြိုးစားကြရပါရီ။ဘုမငယ်တွေကမိဘတွေကကွေးကွာသွားကြလို့အမိကမုံရင်းကားတွေထမင်းချော်ရင်းရှောင်းပြီးပြုစုလုပ်ကြွေးကြရပါတယ်။အမိပြပနာကိုမကြည့်ရတဲ့ဘုမဟာကိုနေကလေးက အငြိမ်မင်းသမီးအကကိုတင်ထားပြီးတော့ကိုရင်လျှောက်တဲ့အခါမှာကြောင်းထွက်လိုက်ပါတယ်။အချားမင်းကလေးတွေကပညာသင်ကြားနေတာကိုမြင်ရင်ဘုမလည်းအားကြပါပဲ။အငြိမ်ပညာမှလည်းဘုမကထူးချွန်နေပါတယ်။အရှင်ကတော့ဘုမကအချားကြီးနေမှာကာကရာပြီးကိုပိုင်ကြီးတီထောင်ဖို့စိတ်ကူးရှိခဲ့ပါတယ်။ကိုပိုင်ကြီးကိုတီထောင်ပြီးတော့မှကိုပေးဖြစ်သွားကြလို့ပွဲမကရပဲနဲ့နှစ်တော်ကြာနာကြပါသေးတယ်။ပွဲဒီပြန်ကားလို့ရှာတဲ့အချိန်မှာပုံမရဲ့စွမ်းဒီကလည်းထုတ်ပြနိုင်ကြလို့ပွဲဆက်တွေများပြီးတော့ငွေကြေးစုဆောင်ပြီးသွားပါရင် အသက်20ကျော်မှတင်ဘုမရဲ့ပိုင်ဆိုင်မှုတွေကတိမ်မောင်းတောင်းကနေအထိပါရှိလာခဲ့ပြီးဒီနေ့ထဲမှာအလူလုတ်ပေးလိုက်ပါတယ်ဘုမရဲ့အလူမှာဦးစင်ဝတ်ပေးတာလဲပါဝင်ပြီးရှင်ပြုနာတာဘွယ်လဲထည့်သွင်းထားပါသေးတယ်ကြာပောင်းကမိတ်ဆွေတွေတရားနာလို့ရအောင်ဆရာတော်ပင့်ထားတဲ့အထူးတရားပွဲကိုလည်းစီစဉ်ထားပါသေးတယ်ဘုမကစူးစားပန်းစားရှာဖွေထားတဲ့ငွေတွေကနေရှင်ပြုနာတာအလူတော်မင်္ဂလာပွဲကျင်းပတာဖြစ်ပါတယ်ကြာပောင်းမှာရှိတဲ့သူတို့ရဲ့နေအိမ်မှာကျင်းပခဲ့တာဖြစ်ပါတယ်ဘုမကအမေကိုအလူမကြီးဖြစ်စေခြင်းနဲ့စေတနာနဲ့ ငွေကုန်ကြားခံပြီးတော့ကျင်းပပြီးကြလို့ဆန္ဒတွေလည်းပြည့်သွားခဲ့ပါပြီ။ရှိပြုနာသားအလူကိုပုံမတို့ကအရှင်ကလေးကလူချင်းခဲ့တာဖြစ်ပေမဲ့လည်းအခုလိုအဆင်ပြေတဲ့အချိန်မှသာလုံနိုင်ခဲ့တာပါ။အခြားသူတွေရဲ့ကလေးတွေကိုရှင်ပြုပေးခဲ့ပြီးဒါသမျှဧည့်သည်တွေကိုလည်းအလျံပဲကျွေးမွေးလူတန်းခဲ့တာပါ။ရွှေရောင်တက်လက်တောက်ပါနေတဲ့မန္တကြီးတွေထဲမှာဧည့်သည်တွေကိုအိတ်ခံပြီးတော့စင်ကားတွေနဲ့ပါဖျော်ပြဖို့တွေအားပေးခဲ့တာကြောင့်ပုံမရဲ့အရှင်ပြုဂရုပွဲဟာစီကားတဲ့လူတစ်ခုဖြစ်ခဲ့ပါရဲ့။ပုံမရဲ့လူပွဲမှာတော့ မင်းစလီစီဝေးကြီးလည်းလာရောက်အားပေးခဲ့ကြလို့လာကြည့်သူတွေလည်းမနေပါဘူး။ပုံမှန်ကဒီလိုအလူကြီးလုံနိုင်ဖို့အတွက်နေမအားညမနာကြိုးစားကြရသူပါ။အလူဝဲတွေကိုနေကူးညာကုပ်ပြီးတော့ကားကြရသလိုရှားလာတဲ့ငွေတွေကိုဘဝတိုးတက်ရေးအတွက်သာမကောင်းအတန်တရားပါအောင်လေလူတန်းခဲ့ပါရီ။အငြိမ်မင်းသမီးလေးပုံမှန်ကအမေဖြစ်သူတွေဒီလိုအလူကြီးကျင်းပနိုင်ဖို့အရင်ကစိတ်ကူးပဲရှိခဲ့ပါရီ။တိန်းထောင်တဲ့အင်ကြီးကိုစောင့်နိုင်ဖို့ကလည်းသူတို့ဘဝမှာမဖြစ်လာနိုင်ဘူးလို့လည်းထင်ခဲ့ပါရီ။အင်္ဂါကြရပြီးတော့အငငယ်ရတဲ့ဘဝကနေဘုံမရဲ့ကြိုးစားမှုကြောင့်ပဲ နေနေငယ်အတွင်းမှာလည်းပြောင်းလဲသွားခဲ့ပါရီအဆင်မပြေတဲ့ဘဝနဲ့ကြီးပြင်းလာရပေမဲ့ချမ်းသာကျွားတဲ့အမျိုးသမီးတယောက်ဖြစ်လာတဲ့ဘုံမကိုလည်းအားကျနေကြပါရီကေတုမတီဘုံမရဲ့အကတွေကိုသဘောကျရလားဆိုတာကွန်မန့်မှာပြုတ်ခဲ့ပေးပါဦးရှင်ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်